2025ခုနှစ်မတ်လ28ရက်နေ့နေ့လယ်12:58အချိန်ကတည်းကပြင်အားရတာစကီခွန်တသမခွန်အစီရှိအင်အားအလွန်ပြင်းငလျင်လုခတ်မှုကြောင့်ရှမ်းပြည်နယ်အတွင်းမြို့နယ်17မြို့နယ်၌ထိခိုက်ပျက်စီးဆုံးရှုံးမှုလူသေဆုံးမှုများဖြစ်ပေါ်ခဲ့ကြောင်းသိရပါသည်။ ်အဆိုပါအင်အားအလင်းပြင်းငလျင်လောက်ခတ်မှုကြောင့်ယနေ့နေ့နဲ့6နာရီအချိန်ထိရှမ်းပြည်နယ်အတွင်းမြို့နယ်17မြို့နယ်အတွင်းရှိတာတနိကအစာအုပ်များဖြစ်သည့်ဖျားစီကြီး85စုတစိမ့်တစ်ပိုင်းပြည်စီခဲ့ခြင်းဘာသာရေးအစာအုပ်18ခုနှင့်ဩရတိုင်း10ခုတစိမ့်တစ်ပိုင်းပြည်စီခဲ့ခြင်းဌာနပိုင်းအစာအုပ်18ခုတစိမ့်တစ်ပိုင်းပြည်စီခဲ့ခြင်းဝန်ထမ်းအင်အား3ခုပုဂ္ဂလိကအစာအုပ်10ခုလူနေအိမ်80ရှင်လုံးပြိုကျပြည်စီခဲ့ပြီးနေအိမ်တရာလင်းခြင်းလုံးတစိမ့်တစ်ပိုင်းပြည်စီခဲ့ခြင်းအောင်မန်းဟိုတယ်တခု ုပြိုကျပျက်စီးခဲ့ပြီးအချားဟိုတင်ကားလုံးတစိတ်တပိုင်းပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီးဌာနတွင်လူနေအိမ်ဥဒတိုင်း65ခုပြိုကျပျက်စီးခဲ့ပါတယ်။အင်အားအလွန်ပြင်းငလျင်လောက်ခဲ့မှုကြောင့်လက်ရှိအချိန်ထိရှမ်းပြည်နယ်အတွင်းလူ49ဦးသေဆုံးခဲ့ပြီး35ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါအင်အားအလွန်ပြင်းငလျင်လောက်ခဲ့မှုကြောင့်ထိခိုက်ပျက်စီးမှုလူသေဆုံးမှုများဖြစ်ပေါ်ခဲ့သည့်မြို့နယ်များသို့ရှမ်းပြည်နယ်စိုးရွားဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၏အနီးကပ်ကြီးကြပ်မှုဖြင့်ရှမ်းပြည်နယ်တဘာဝဘေးအန္တရာယ် ိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊နေမြေကန်တက်မတော်သားများ၊ရဲတပ်ဖွဲ့ဝင်များ၊ကုညီကေစရေးအဖွဲ့များကငလျင်ဘေးဒဏ်သင်ခဲ့သည့်မြို့နယ်များတွင် ရှာဖွေကေစရေးလုပ်ငန်းများအချိန်နှင့်တပြင်းညီဆောင်ရွက်လျက်ရှိကြောင်းသိရှိခဲ့ရပါသည်။